အာဒီတစည်းဆိုလို့ရှိရင်635သိန်းနဲ့ဒီတလောမှာတော်တော်လေးကိုရောင်းဝယ်ဖြစ်နေလို့ကြားတယ် BIC မှာတော့သူအစုံပြရတယ်စီကားရော EV ပြီးတော့အကုန်ပြရတယ်အဲသူတို့နဲ့ကလည်းကျွန်တော်မှာဇလန်းလေးရှိတယ်ဒီကဒီကเนาะကျွန်တော် pick up လိုချင်တော့ကသူတို့ကဒဘယ်ကက်ရှိတယ် ဒါပေမဲ့လိုချင်လို့ရှိရင်သူမှ pick up ပဲရှိတယ်။ခဲရောင်တော်တော်လေးမိုက်လုံးဝမက်နေ။ပြန်ကတ်စရာမလိုအဲ့ဒါလေးတော်တော်လေးမိုက်။မျိုးမော pick up ကတော့ဒီလောမှာတော်တော်လေးရောင်းနေရတဲ့ကားတစ်စီးဖြစ်တယ်။အားလုံးပဲမင်္ဂလာပါ။ကျွန်တော်ဒီနေ့ရောင်းနေတဲ့နေရာကတော့ရန်ကုန်မြို့မှာရှိတဲ့အမျိုးသားကားစားရုံကိုရောင်းနေတာဖြစ်ပြီးတော့ဘာလာလောက်တာလဲလို့မေးလို့ရှိရင်2025ခုနှစ်မှာအကြီးဆုံးနဲ့ပထမဦးဆုံးဖြစ်တဲ့ Car Exhibition ပွဲကိုလာပြီးတော့လေ့လာတာပဲဖြစ်ပါတယ်။ဒီပွဲရဲ့နာမည်ကတော့မြန်မာ Car Expo 2025ပဲဖြစ်ပါတယ်။ ီပွဲထဲမှာဆိုလို့ရှိရင် brand new EV တွေရော IC ကမျိုးစုံတနေရာထဲမှာလေးလာကြည့်ရှုလို့ရမှာဖြစ်တဲ့အပြင် financing အတွက်ဆိုလို့ရှိရင်လည်း company လည်းရှိတယ် brand တွေလည်းရှိတယ်လို့ကျွန်တော်သိတာဒီပွဲကို organize လုပ်တာက SPEC event company ဖြစ်တယ်လို့လည်းသိတာအဲ့တော့တဲ့ကိုသွားကြည့်အောင်အခုဝင်ဝင်ချင်းပထမဦးဆုံး line မှာမြင်တွေ့ရတာဆိုလို့ရှိရင် jet door ရှိတယ် down fan ရှိတယ် jet door နဲ့ down fan ဆိုလို့ရှိရင်ပြီးခဲ့တဲ့လပိုင်းနေရာမှာ down fan ဆိုလို့ရှိရင်ပြီးခဲ့တဲ့ရပ်ပိုင်းကမှထုတ်ထားတဲ့ကားအစ်စ်တွေလည်းမြင်တွေ့ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဟိုဘက် line လေးတစ်ချက်သွားကြည့်အောင် ဒါတော့ဝင်လိုက်လို့ရှိရင်ပွဲရဲ့ညာဘက်ခြမ်းကလိုင်းဖြစ်တယ်ဒီလိုင်းထဲမှာဆိုရင်ဒီဘက်မှာလုပ်ငန်းသုံးတောင်ပိုင်း EV ကားလေးတွေမျိုးစုံတွေ့ရတယ် pickup တွေလည်းရှိတယ် delivery van တွေလည်းရှိတယ်ပြီးလို့ရှိရင်ဒီဘက်မှာဆိုလို့ရှိရင်ဆက်တယောက်စီလည်းရှိတယ်လို့ပြောတယ်ပြီးတော့ညောင်မှာ candy လေးလည်းရှိတယ်ဗာတူတူလေးအသေးလေးနော်အဲ့ဒါလေးလည်းတွေ့ရပြီးရင်ဒီဘက်မှာတော့ဒါ4 thing ပဲဖြစ်ပါတယ်4 thing ကားတွေကတော့ကျွန်တော်နှစ်စီးလောက်ရိုက်ဘူးတယ်မန္တလေးမှာပေါ့နော်အာဒါဒါမန္တလေးကဆရာကြီးတွေပါမင်္ဂလာပါဟုတ်4 thing ကတော့ဒီတစ်ခေါက်မှာတော့အဲစီရင်နှစ်စီး SUV နှစ်စီးပြထားတယ်သူကကျွန်တော်စိတ်ထင်တော့ Sedan တစ်စီးနဲ့ SUV တစ်စီးကတော့ဒါ Luxury bag ကိုသွားတာဖြစ်ပြီးဒီဘက်ကကျတော့ဒါနည်းနည်းဈေးသက်သာတဲ့ budget ကားလေးပေါ့ဒီဘက်က1200နဲ့အာဒီမှာနှစ်စီးတွေ့ထားတယ်နော် Sedan တစ်စီး SUV တစ်စီးတွေ့ထားနော်အဲ့ဒါလေးရှိတယ်ပြီးရင်ဒီဘက်မှာဆိုလို့ရှိရင်တော့ဒါကျွန်တော်ရဲ့ new mo ပဲဖြစ်ပါတယ်เนาะ nectar ရဲ့ new mo ပြတာတယ်ဒီဘက်မှာဆို nectar x လည်းပြတာတယ် new mo pick up ကတော့ဒီတလုံးမှာတော်တော်လေးရောင်းနေရเนาะဒီတလုံးမှာတော်တော်လေးရောင်းနေရတဲ့ကားတစ်စီးဖြစ်တယ်เนาะ သူ့ရဲ့ pay load တွေပါပြီးခဲ့တဲ့ခေါက်ကကျွန်တော် tax လုပ်ပြီးသွားပြီအဲနောက်မှ kg 900လောက်တင်ပြီးတော့ဒီကားပဲเนาะကျွန်တော်ရန်ကုန်တစ်မြို့လုံးပတ်ပြီးမောင်းတာ67ရာခိုင်နှုန်းကို106 km ရအဲတွက်တာတွက်ကြည့်လိုက်တော့ဟုတ်ပါဘူးเนาะโอเคပြီးတော့ဒီဘက်ကိုဆက်ကြည့်မယ်ဒီဘက်မှာဆိုလို့ရှိရင်အာတဘူဆိုမြေ EV ကုန်ပြားနေပြီးတော့ပြတာသွားသွားအစုံပဲเนาะစပိန်တွေရော Falkland တွေရောကားတွေရောအစုံပြရတာကိုတွေ့ရတယ်ပြီးရင်ဒီဘက်မှာဆိုရင်အခုတော်တော်လေးဟော့နေတဲ့ GM EV ပါ GM EV က အဲဒီတစည်းဆိုလို့ရှိရင်635သိန်းနဲ့ဒီတလောမှာတော်တော်လေးကိုရောင်းဝယ်ဖြစ်နေလို့ကြားတယ်เนาะဒီ RJMEV ဖြစ်ပါတယ်ဒီထဲမှာဆိုလို့ရှိရင်ဟိုမှာစီကား SUV တွေကပြောမယ်ဆိုလို့ရှိရင် Sinotrack လည်းရှိတယ်เนาะ Sinotrack ဟို U75 Plus ဆိုပြီးတော့အဲဟိုတလောမှာ launch လုပ်ထားတာမကြာသေးဘူးပေါ့เนาะအဲကားလေးလည်းရှိတယ်အစုံမဲ့ဒီဘက်ထမဆို BIC လည်းရှိတယ်တွားကြည့်အောင်အဲဟို ွဲရဲ့ဘယ်ဘက်အစုံဆုံး line ထဲမှာရောက်ပြီဆိုလို့ရှိရင်ဘာကိုမြင်ရမလဲဆိုတော့ BIC ရဲ့ဘူးကိုမြင်ရတယ် BIC မှာတော့သူကအစုံပြတာတယ်စီကားတွေရော EV တွေရောအကုန်ပြတာတယ်ဒီဘက်မှာဆိုလို့ရှိရင်အဲသူတို့နဲ့ကလည်းကျွန်တော်မှာเนาะဇလန်းလေးရှိတယ်ဒီကဒီကเนาะကျွန်တော် pick up လိုချင်တော့ကသူတို့က double cab ရှိတယ် double cab လိုချင်လို့ရှိရင်သူမှာ pick up ပဲရှိတယ်เนาะကျွန်တော်မှာအဲသူတို့နဲ့ဆိုလို့ရှိရင်အဲတမိုင်းကြောင်းလေးရှိတယ်ဒီကနောက်ပြီးတော့ကျင်မှာ Beijing 87ရှိတယ်ပြီးတော့ Alpha T5 ရှိတယ် Range 660ရရသွားပြီအဲ့အောင်မှာအဲ့ ခဲရောင်တော်တော်လေးမိုက်လုံးဝမက်နေနော်ပြန်ကတ်စရာမလိုအဲ့ဒါလေးတော်တော်လေးမိုက်ကျွန်တော်ရဲ့ဒီရှေ့တဲ့မှာဆိုလို့ရှိရင်ဒီမှာ Skywalk ရှိရယ် Skywalk လည်းဒါလည်း SUV ပဲဈေးနှုန်းတော်တော်လေးသင့်တယ်ပြီးခဲ့တဲ့ရက်ပိုင်းအားမှာတော့လောင်းထုတ်ထားတဲ့ကားစီးဖြစ်တယ်ပြီးရင်ကားအသေးလေးကြိုက်တဲ့လူဆိုလို့ရှိရင်လည်းဟိုမှာခိုင်ကြီးလေးကြီးလည်းပြတယ် နော်ခါရီအသေးလေးတွေလည်းမှာဟိုတို့ပဲကားအသေးလေးတွေနော်စီဒီကားလေးတွေလည်းပြရတာတွေ့ရတယ်။သူကခါရီရဲ့ရှေ့တဲ့တဲ့မှာဆိုလို့ရှိရင်မှာ BMF ရှိတယ် BMF ကနေပြီး financing company ဖြစ်တာဖြစ်တဲ့အတွက်အကဲကားလုံးနေပါရှောက်ချင်တယ်ဆိုလို့ရှိရင် BMF မှာရှောက်လို့ရတယ်ဘဏ်အနေနဲ့ပြောမယ်ဆိုလို့ရှိရင် A bank လည်းရှိတယ် A bank အနေနဲ့ higher purchase ကိစ္စတွေကိုဖူးဖွင့်ပြီးတော့စီမံဆောင်ရွက်ပေးနေရတွေ့ရအဲ့တော့ဒီဗီဒီယိုလေးရဲ့အနည်းချက်ကိုပြောပြပါဒီဗီဒီယိုလေးရဲ့အနည်းချက်ကိုပြောရမယ်ဆိုလို့ရှိရင်မြန်မာကား Expo 2025က ICE ကားဆိုလို့ရှိရင်လည်း brand မျိုးစုံကိုတနေရာထဲမှာကြည့်လို့ရတယ်။ EV ကားဆိုလို့ရှိရင်လည်းကားအသေးပေါ့နော်မီနီကားလေးတွေကနေစပြီးတော့ဟိုမှာ mid size ကားလေးတွေရှိတယ်။ SUV ရှိတယ် sedan တွေရှိတယ် brand အမျိုးစုံကိုတနေရာထဲမှာလေ့လာကြည့်ရှုပြီးတော့ဝယ်ယူလို့လည်းရတယ်။ test ride တွေလည်းလုပ်လို့ရတယ်။ financing နဲ့ပတ်သက်တယ်ဆိုလို့ရှိရင်လည်း company အနေနဲ့ဆိုလို့ရှိရင် BB Bank ကနေပြီးတော့ဒါ financing company နဲ့ဒီမှာ live ပြရတာဖြစ်ပြီးတော့ hire purchase လိုချင်တယ်ဆိုလို့ရှိရင်လည်း A bank ရှိတယ်။ insurance အနေနဲ့ဆိုလို့ရှိရင်လည်း A insurance ကဒီနေရာမှာလာပြီးတော့စီရင်ဆောင်ရွက်ပေးနေရတာကိုတွေ့ရတယ်။ SPAC event company ကနေပြီးတော့ organize လုပ်တဲ့မြန်မာကားအိတ်ဆို2025ကအမျိုးသားကားစက်ရုံမှာ16/18မေလ2025အထိရှိနေမှာဖြစ်တဲ့အတွက်ကားတွေလာပြီးတော့ test ride လုပ်ခြင်းနဲ့လူတွေကားတွေလာပြီးလေ့လာခြင်းနဲ့လူတွေ insurance ထားခြင်းနဲ့လူတွေ hire purchase နဲ့ကားဝယ်ခြင်းနဲ့လူတွေအကုန်လုံးလာပြီးတော့ဒီမှာလာပြီးတော့လေ့လာလို့ရတယ်လို့ပြောရင်လည်းညီကောင်းချုပ်ပြရတယ်ကျွန်တော်ကတော့သိတော့ပါအဲ့မယ်နောက်မှာ headset လေးထည့်လိုက်မယ်အဲထည့်လိုက်ပြီ ါကြီးခဏလေးအဲ launch လုပ်ထားတာအဲအစီအပြေရလားဟမ်ကျောင်းဒီရှေ့တဲမှာဆိုလို့ရှိရင်ကျော်သွားလိုက်မှာကိုဒီဘက်လာတာနော်3 2 1 go ဒီမှာကား is